င်္ဂလာပါရှင် Soul Voice Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ထမန်တောင်ကိုရေးသားထားတဲ့အိစာတရားမောင်ပုံနဲ့နွားသခိုးများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခုလိုစိတ်ဝင်စားပဲကောင်းတဲ့ဇာတ်လမ်းလေးတွေကိုမြဲတမ်းတင်ဆက်ပေးနေတာမို့ဆောင်မြောအပ်ပေးကြပါဦးနော်ကြိုက်နေတဲ့တည်းဆိုရင်လည်း Like and Subscribe လေးအပြင် Notification လေးကိုပါနှိပ်ခဲဖို့မမေ့ပါနဲ့နော်ကဲဇာတ်လမ်းလေးကို စားလိုက်ရအောင်လားရှင် မောင်ပုံကကျုပ်တို့တည့်ရတော့ရွာကသူ့အိမ်ကနွားတွေကိုကြောင်ရတဲ့နွားချောင်းသားတယောက်တက်ကမပြေဘူးစကားပြောရင်အမြင့်လိုတစ်ထစ်ထစ်နဲ့ဒါပေမဲ့တချင်းဆိုရင်တော့ဖြောင့်တန်းနေတတ်တာကလားအသက်ကတော့25ဝန်းကျင်ပေါ့လူကောင်းကတော့ခက်ညက်ညက်ခက်တင်တင်ရေမောင်ပုံနဲ့ပတ်သက်ပြီးတော့ရွာထဲမှာပြောနေကြတဲ့စကားတရရဲ့ရှိတယ်မောင်ပုံကအဆောင်လျှောက်ကြီးတယ်တဲ့ပြီးတော့အိဆာတရလွန်အင်လည်းပြည့်တယ်တဲ့ဗျာဒါပေမဲ့သူ့ရဲ့အိဆာတရဆိုတာကမတော်မတရားကိစ္စတွေကိုတောင်းဆိုလို့တော့မရဘူး ဒီเจ้าကိုနည်းနည်းလေးဖောက်တဲ့ပြန်ချရရင်တော့မောင်ပုံဆက်နှစ်သားအရွယ်လောက်မှာမောင်ပုံအဖေကတညာလုံးအမောဖောက်ရကမနဲ့အစောကြီးဝေလီဝေလင်းမှာမှတက်တာလေးတယ်အဲ့ဒီအတွက်တော်ထွေးကြီးကတညာလုံးပြုစုရတာမို့မနဲ့လင်းချိန်မှာထမင်းဟင်းမချက်အားသေးဘူးအေးပြက်မှုကြောင့်အိယာထဲမှာခဏလှဲပြီးမေးနေတယ်ညာတော့ကလည်းထမင်းညာကမကြံလေတော့အိုးထဲမှာဘာမှကိုရှိမနေခဲ့ဘူးရဲ့အဲ့ဒီချိန်မောင်ပုံကရွာဦးเจ้าမှာညသွားအိယာကနေပိုက်ဆာဆာနဲ့ပြန်လာတယ်စိတ်ကတာမမဟုတ်တဲ့သူဆိုတော့ မပုံကသူ့ဖေကျမရေးချောင်းကိုဆစ်ဆစ်ပေါက်ပေါက်မတွေးနိုင်ဘူးသူ့ဘိုက်စားလာတာကိုပဲသူသိရလေမေကျုပ်ဘိုက်စားလာလို့အိုးမောင်ပုံဒီမှာမင်းဖေကတညာလုံးကျမရေးမကောင်းဘူးအမောဖောင်နေလို့မနဲ့လင်းမှတတ်တာတယ်အမေလည်းပင်မလုံးတာမို့ခဏပြန်မှိနေတာနဲ့ထမင်းဟင်ဘာမှမချက်ရသေးဘူးရေဟိုးအမေကလည်းထမင်းဟင်နေရှိရတာနဲ့ကျုပ်ကိုညာနေပြန်ပြီနေတော့ကျုပ်ပါသားပဲသွားခူးလာတော့မယ်မောင်ပုံကပြပြဆူဆူပဲမိဖို့တွေဝင်သွားတယ်။ရီလေးကလည်းတားဖြစ်သူအုပ်ခွန်တွေကိုတွေ့ရင်ပြန်ထွက်လာမယ်ပဲအလွေတွေးထားလိုက်တယ်။ တအောင်ကြတော့မောင်ပုံအိမ်မောပြန်တက်လာတယ်။ထမင်းမရှိဘူးဆိုတာကိုသိပြီးပြန်တက်လာမယ်ဆိုတာသိနေပြီသားမို့မှေ့ဆက်နေတဲ့အကြီးလေးမျက်စိတောင်းဖွင့်မကြည့်ဘူး။မေကျုပ်ကညားတယ်ဆိုတာကျုပ်တီးသားပဲဒီမဲ့ထမင်းနေဟင်းနေမောင်ပုံစကားကြောင့်အကြီးလေးမျက်လုံးဖွင့်ကြည့်လိုက်တယ်။မောင်ပုံပကံထဲမှာထမင်းတွေဟင်းတွေအပြည့်ငွေတစ်ထောင်းထောင်းထားနေသေးတယ်။မရွဆောင်းမလားယော့မောင်ပုံကထမင်းတစ်လုံးကိုတောင်းထိုးခွန်လာသေးတယ်တဲ့။အကြီးလေးကမောင်ပုံတခြားအင်္ဂါမျိုးဝင်ပြီးခုခတ်လာသလားလို့တွေးမိပြီးမျက်လုံးတွေတောင်ပြူကျဲသွားတယ်။ လဲနေရကနေထပြီးတော့ဒါဒါရမင်းဘယ်အိမ်ကနေဝင်ခုလာတာလဲဟင်မိဖို့တဲကလေဦးထဲမှာထမင်းဟင်းတွေအပြည့်နေကိုမေရကျုပ်ကိုလာညာနေသေးတယ်ထမင်းလုတ်ကိုပြန်ရုပ်ပြီးသူ့ပစက်ထဲသူပြန်ထက်လို့ပလုတ်ပလောင်းနဲ့ပြောလာတယ်ဒါနဲ့အကြီးလေးလဲမတင်ကဖြစ်ပြီးထပ်မေးမယ်ကြံလိုက်တော့မောင်ပုံကိုမေးလို့ရေးရရဘာမှသိရမှာမဟုတ်တာကြောင့်ထပြီးမိဖို့တဲကိုမဝင်မဲအိမ်ရှိအိမ်ကိုထွက်ကနဘေးအိမ်ကဖိုးတင်တို့အိမ်ကိုမောင်ပုံထမင်းဟင်းတွေလာယူသေးလားလို့မေးမိတယ်ဖိုးတင်တို့ကမယူဘူးဆိုတော့နောက်အိမ်ကိုမေးပြန်တယ် ရီလေးလေး၃လင်းကအိမ်မေးပြီးတော့မယူဘူးဆိုတာသိကြသားတဲ့အတွက်အိမ်ကိုပြန်လာပြီးမိဖို့တဲကိုဝင်ကြည့်လိုက်တယ်။အိုးဖရာဖရာရီလေးအလွန်မင်းအံ့ဩပြီးဖရာတောင်တမိလိုက်တယ်။ထမင်းအိုးနဲ့ဟင်းအိုးထဲမှာထမင်းတွေဟင်းနေရှိနေတယ်။ဆံကိုသေချာကြည့်တော့သူတို့အိမ်ကဆံမဟုတ်ဘူး။ဟင်းကလည်းပိနေသေးနဲ့ရွက်တချို့ကိုကြော်ချက်ချက်ထားတဲ့တက်တက်လို့ဟင်း။ညဝင်တယ်ပြီးသွားလဲမသိဘူးဆိုပြီးမိဖို့ကိုကြည့်တော့မိဖို့ထဲမှာမိမွေးထားတာမရှိပြန်ဘူး။အကြီးလေးတော့ကိုအံ့ဩမိရတယ်။အဖေကိုလည်းရှာမရခဲ့ဘူး။ ောက်များမှာတော့ဒီလိုအဖြစ်ပျက်တွေက၄၅၀ချိန်ရှိလာတဲ့ခါမှာတော့အရေးလေးလို့လင်မယားမောင်ပုံအိစာတရလိုအင်ပြစ်နေတဲ့အကြောင်းကိုရေးရမြင်လာမိတယ်။ဒီအတွက်ကိုသူတို့စမ်းသပ်ကြည့်ပြန်တော့တမင်စမ်းသပ်ကြည့်တော့မှအမှန်တကယ်လိုအင်ပြစ်နေတာကိုသိလိုက်ကြရတယ်။ဒါနဲ့အရေးလေးတို့ကလူသားတို့ပြီးပြီးမောင်ပုံကိုရွှေလင်းငွေတွေတောင်းခိုက်မှရဲ့မောင်ပုံကလည်းတောင်းပေးပါတယ်။ဒါပေမဲ့အကြောင်းကတော့ထူးမလာခဲ့ပါဘူး။ဒါပေမဲ့မောင်ပုံကိုယ်တိုင်စိတ်ဆန္ဒကစီးပွားဖြစ်မဟုတ်ဘဲဖြည်းဖြည်းစင်စင်နဲ့တောင်းဆိုတာတွေကတော့ ဆက်လက်ဖြစ်ပေါ်နေသေးပါပဲ။အဲဒီကနေစလို့မောင်ပုံဟာအိစာတရားမောင်ပုံရဲ့လို့သတ်မှတ်ခဲ့ကြတော့တာပေါ့။အခုနှစ်ပိုင်းကျွတ်တုနယ်ဘက်မှာနွားတခိုးတွေခြေရှုပ်လာတယ်။ဟိုရွာကတော့ဘသူနွားပါသွားပြန်ပြီ။ဒီရွာကတော့ဘဲဝနာပါသွားပြန်ပြီဆိုတဲ့သတင်းစကားတွေကကျွတ်တုနာကိုနေ့စဉ်ဒီပိုင်းရရောက်လာနေတယ်။ကြားရတိုင်းလဲနွားနဲ့ဖက်ပြီးဖင်နဲ့ရှင်တပိတ်သားလောက်ဝင်းမှအစာဝတ်နေရည်ဒီသုံးနယ်လုံးလောက်ကြားရတဲ့ဘဝတူတောင်းသူလက်သမားတွေအတွက်စိတ်မကောင်းဖြစ်မိရတယ်။နောက်တခိုးတွေက ကျုပ်တို့နယ်ကခိုးတဲ့နွားတွေကိုချောပြီးလှပြီးတဘိုးကောင်းနေဆိုရင်အခြားနယ်ကနွားပွဲစီမှာတွားရောက်ချတတ်ပြီးပုံမှန်နွားတာမန်နွားတွေဆိုရင်တော့ကိစ္စရှင်အောင်တတ်တဲ့အသားဖြတ်ရောက်ကြတာလို့ဆိုကြတယ်။ဒီလိုဆိုတော့ကျုပ်တို့မှလည်းအိမ်ကရှိတဲ့နွားတရှင်ကိုပါမသွားရအောင်တရားကယူဆိုင်ကြရတယ်။ကျုပ်တို့လိုပဲနွားပိုင်ရှင်တိုင်းမှာလည်းစိုးရိမ်စိတ်လေးတွေအတီးတီးရှိနေကြရတယ်လေ။ဘုဒ္ဓလောကျုပ်အမြဲတမ်းတွေးနေမိတာကဒီနွားတစ်ခုကိစ္စပဲ။ရင်ကတော့ ခုလိုနေ့လည်းပဲကနဖြင်းတဲတဲ့ထိုင်ပြီးဆိုရင်တခြားအလုပ်ကြောင်းစီးပွားရေးအကြောင်းနဲ့လူမှုရေးအကြောင်းတွေကိုသာတွေးပြနေတာခုတော့နောက်တစ်ခိုးတွေပူနေတဲ့အတွက်ဒီအကြောင်းကိုတွေးမိနေတာကိုကြည့်အောင်ဖေဟေးချောင်ဝါခေါ်တန်းကြောင့်ကြုံကြည့်မိလိုက်တော့ရွာတောင်ပိုင်းကကျုပ်စီကိုအမြဲလာလဲနေတဲ့တာပေါ်တယောက်အေးတာပေါ်လာလေကွာနေကပူနေတော့တာပေါ်ကခမောက်ကိုခန့်အဲ့ဆောင်းထားတယ်ပုံမှန်လဲဒီချိန်ဆိုဒီပုံနဲ့ဒီကောင်လာနေကြပဲခုလာရင်းကိုလဲပုံမှန်လာချင်းရဲ့လို့ကျုပ်ကထင်မိတာပေါ့ တာပေါ်ကကျုပ်အရှိကတန်းလျာမှာဝင်ထိုင်လာတယ်။ဒီနေ့လည်းတစ်ဆိုင်တော့မှကြက်ဝိုင်းရှိတယ်ပြောတယ်။မင်းမသွားဘူးလား။ကျုပ်ကရင်နှွေးဖန်းကိုကမ်းပေးရင်းမေးလိုက်တယ်။တာပေါ်ကခမောက်ကိုချွတ်ရင်နှွေးဖန်းကိုထက်ဆွဲပြီးရင်နှွေးငှဲ့တယ်။ပြီးတော့ကျုပ်ကိုကြည့်လာပြီးအစကသွားမလို့ခုတော့မသွားဖြစ်တော့ပါဘူးဗျာ။ကျုပ်အင်ဘေးကမဘာထူးတို့တင်းကုတ်ထဲကနွားကိုဟိုးကောင်းလေးနေကင်းကြောင်တော်ကြီးဝင်ဆွဲသွားပြန်လို့ဗျ။ဟေးကျုပ်မျက်လုံးတောင်ပြူသွားရတယ်ခုနေနွားတခိုးတွေအကြောင်းကိုကျုပ်တွေးနေတာအတွေးစပြက်ခါရှိသေးတယ်လေ အိမ်နောက်တင်းကုတ်ကနေနေကင်းကြီးကိုလာဟုတ်တယ်ဗျာနေကင်းကြီးနေကင်းကြီးအပြင်ကိုတင်းကုတ်ထဲမှာအဖာထူးရဲ့မြင်းငသက်လဲအိတ်နေတာအဲ့ဒါကိုဘယ်ချိန်ဘယ်လိုမျှဝင်ဆွဲသွားလဲမသိပါဘူးဒီကောင်တွေအတော့ကိုအတင်ရဲလာပြီပဲကျုပ်မခံကြည့်မခံသာရေရွတ်မိတယ်တော့ပေမဲ့ကျုပ်တို့အနေနဲ့လဲလုံနိုင်တာတွေဖြစ်တဲ့နွားသကိုးတွေရန်ကနေလွတ်ဖို့ရညဘက်ရွာထဲကင်းလှည့်တာတွေတောင်လုပ်ခဲ့ကြတယ်ဒါတောင်ကြားထဲကတရှင်းပါသွားဘူးလေတည်းရဲ့ခုတော့နွားသကိုးတွေကနေလဲပဲကြည့်တောင်ခိုးယူလာခဲ့ပြီ ဒီအဖြစ်ပြကြောင့်နေလေဘက်တောင်ကင်းလျက်မလို့ဖြစ်နေပြီပေါ့ဒါပေမဲ့လည်းဘာတတ်နိုင်မှာတော့လုံမဖြစ်မဲ့အရာဆိုတော့ရွာကကြုတ်အကြံပြုတဲ့အချိန်နေလေဘက်ကင်းလျက်ကြတော့တယ်နောက်တစ်ခိုးတွေကရွာစင်လှက်ခိုးနေတာထင်ပါရဲ့နေရောညပါကင်းလျက်တာတလှပြီတော့မယ်အเจ้าကထူးမလာဘူးဒီတော့ကင်းသမားတွေလည်းတဖြည်းဖြည်းညော့ရဲလာကြတယ်တရက်သားမနဲ့ဆောမှာတော့ကျုံလေတဲ့ကိုသွားပြီးပစ္စည်းချို့တဲ့ယူဖို့ဖြစ်လာတယ်။ဒါကြောင့်ထမင်းကျန်းစားရေအဝါတောက်ပြီးရေနွေးပူကလေးကိုယူလို့ကျုပ်လှည့်ကဖို့တင်းကုတ်ဘက်ကိုထွက်ခဲ့တယ်။ ဟာတင်ကုတ်ထဲမှာကျုံနွားတရှင်းကတကောင်းမှရှိမနေတော့ဘူးကျုံအလွန်မဲ့အံ့အားသင့်သွားရတယ်တင်ကုတ်စီမှာကအိမ်ကလူတွေကိုစိတ်မချလို့ကျုပ်ကိုယ်တိုင်အိတ်တာညတော့ကလည်းမနဲ့လင်းတဲ့အထိကျုပ်အိတ်ခဲတာအိမ်မော်တက်ချိန်ဆိုလို့မျက်နှာတစ်ပြီးထမင်းချက်တက်စားခြင်းမရှိသေးတယ်ဒီအချိန်ခဏအတွင်းမှာပဲကျုံနွားတရှင်းကတခုတ်လက်ပါသွားခဲ့တယ်ကျုံအလွန်မဲ့ဒေါသဖြစ်မိရတယ်ချက်ချင်းပဲတင်ကုတ်နိုင်ရစီကတရှိကိုယူလို့ခြေရခံပြလိုက်တော့အိမ်နောက်ဖက်စီယိုကနေချိုးပြီးထွက်သွားတာကိုသိလိုက်ရတယ် ျုပ်လည်းဘသူ့ကိုမှမခေါ်နိုင်ဘူးဒေါသဖြစ်ဖြစ်နဲ့ဒလုတ်ကိုကြစ်နေအောင်ဆုပ်ပြီးတခိုးနောက်ကိုလိုက်တာခြေရခြေခင်းတိုင်းလိုက်ရင်ရွာမြောက်ဖက်တိတ်ကထန်းတော်စီကိုရောက်လာတယ်ထန်းတော်တဲ့အတိုင်းခြေရခင်းကြည့်ပြီးကျုပ်ထက်လိုက်လာတယ်ဟာခြေရကဆုံးသွားပြီတပင်လေး၅ပင်စုပြုံနေတဲ့နေရာလေးစီမှာခြေရတွေကဆုံးသွားခဲ့ပြီကျုပ်လည်းအနီးဝန်းကျင်ကိုလိုက်ကြည့်တော့လက်လက်ဆက်ဆက်ပါချထားတဲ့နှချိုးပုံတွေကိုတွေ့တယ်ဒီချိန်ပင်နွားမှလှုပ်မကြောင်တတ်သေးတော့ဒါဟာကျုပ်နွားရဲ့ခြေပုံကလည်းပြီးဘာဖြစ်နိုင်ဦးမှာလဲ ခက်ဝဲဝဲမရောက်နိုင်ဘူးဆိုတဲ့အသည့်နဲ့အနီးဝန်းကျင်ကိုကျုပ်အပြေးလွှားရှာမိတယ်။ဒါပေမဲ့လည်းအောက်ခြေရှင်းနေတဲ့ထတော်ကြီးထဲမှာကျုပ်သာတောင်ပြေးမြောက်ပြေးပြေးခဲ့ရတာကျုံနွားတွေကိုတော့အရေးအယောင်တောင်မှမြင်ခဲ့ရဘူး။တပတ်လောက်ထိကျုပ်ထမင်းလည်းမစားနိုင်ရေးလည်းမတောက်နိုင်ဖြစ်နေရတယ်။ကျုံနွားတွေကမျိုးတန်လုံးချောကြီးတွေဆိုတော့ကျုံမှာနေရှိသေးရနှစ်မျိုးတသက်မိနေတာရဲ့။အဲဒီလိုတွေးမိတိုင်းကျုံမှာဒေါသတွေလည်းထွက်လာရတာဗျာ။ဘယ်နွားကိုမှလည်းမကြည့်နိုင်ဘူး။မြင်မြင်ကျုပ်ကောင်းကြီးတွေကိုပဲသတိရနေမိတယ်လို့ ဒီကြားထဲမှာပြောရအောင်မယ်။ဒီလောက်ထိကြုတ်ကောင်းတွေကိုတန်းတားနေမိပါတယ်ဆိုမှမနေ့ကရွာထဲကိုစစ်ပုတ်လေးဝဲအထွက်တော့လက်မဥဖိုးပြရဲ့တပ်ဖြစ်သူမောင်ဆိုးကြောင့်နဲ့နွားဆယ်ကောင်အုံနဲ့တိုးလာသေးတယ်။နွားရှင်ဥဖိုးပြကလည်းကြုတ်လို့ပဲနွားကောင်းမှကင်တက်တဲ့သူ။ရင်ကားဆိုမောင်ဆိုးကြောင့်နာကနွားမလောက်တွေပဲပါတာ။ခိုင်နွားကြီးတွေမပါတတ်ဘူး။ခုမှတော့ဥဖိုးပြရဲ့ခိုင်နွားကြီးနှစ်ကောင်ကအလုတ်ခွင်နားထတာမို့ထင်တယ်။အိမ်မှာအစာကြောက်ကြီးပဲစားနေရလို့အလုံးထဲကြမှာလဲဆိုးတယ်ထင်ပါရဲ့။နှုတ်ထဲထဲပါလာတယ်။ ဒါကိုမြင်တော့လေကျုပ်မှာအနာပြာထိမျိုးလုံးနဲ့စောင်းဝင်ရတယ်လို့ပါပဲချက်ချင်းကိုမျက်ရည်တွေတောင်ရွှေဝိုင်းလာပြီးကျုပ်ကောင်ကြီးတွေကိုတရေရမိလာတယ်ကျုပ်မောင်စိုးရဲ့နှုတ်အုပ်ကိုအမြန်ဆုံးဖြတ်တမ်းပြီးအင်စီကိုတုပ်ချစ်တင်မိခဲ့တယ်အင်ကိုရောက်တော့ကျုပ်မေကမျက်နှာမကောင်းတဲ့ကျုပ်ကိုတတိထားပြီးမိပါရဲ့ကျုပ်ကလည်းအမှန်တိုင်းပြောပြချီတော့အမေကတန်ရော့စင်ဆိုတာကလည်းလူရဲ့တလိမ့်ဆန်ရဲ့ဆိုတာမရှိဘူးနောင်ပြီးရင်တော့ဖြတ်ဖို့ဆိုတာအပူမိတွေချတော်လေးလောင်ခံရတာပါအင်းဖိုးပြားတို့လည်းနော်နောက်တစ်ခိုးကတလောက်တောင်းတောင်းချနေတာကိုတောင်းမောင်ဆိုးလေးကိုနှွားချောင်းစေနိုင်သေးတယ် သူမို့မစိုးမယော။အိုအမေရဲ့ဘယ်မှာလဲစိုးနေမလဲဗျာ။ဟူခိုးဗျာစီမှာနှလုံးပြုတ်တဲ့နေကြီးရှိတာကိုဗျ။အဲ့ဒီတနက်ကြောင့်လို့သူနွားဘယ်သူမှမထည့်ရဘူး။ကျုပ်အမေကိုပြန်ပြောလိုက်တယ်။ကျုပ်ပြောသလိုပဲဟူခိုးဗျာစီမှာကမြို့ကဝန်တော်မင်းကိုယ်တိုင်ချင်းမြင့်ထားတဲ့နှလုံးပြုတ်တဲ့နေကြီးရှိတယ်ရဲ့။ကျုပ်တို့သားမီးပြောလို့တောင်မစုံသေးပါဘူး။ဝိုင်းရှိကနေဟူခိုးဗျာကြီးတယောက်နှလုံးယူကြီးထမ်းပြီးသူနွားအုပ်နောက်ကိုလိုက်သွားလေ။ဟောပြောရည်ဆိုရင်ဟိုမှာနှအုပ်နောက်ကိုလိုက်သွားပါပြီဗျာ။ကျုပ်ကပြောလိုက်တော့အမေကရေးတယ်။ ီးတော့နေလေစားအတွက်ထမင်းချက်ဖို့မိဖို့ကြောင့်စီကိုပြန်ဝင်သွားတော့တယ်။ကျုပ်လည်းတနေ့ကုန်ကျုပ်ကောင်းတွေကိုတတိယနေမိတယ်။ဒါပေမဲ့မလုံးမဖြစ်အလုပ်တွေကိုတော့ထားလို့ရတာပေါ့။ဒီလိုနဲ့ညနေဆောင်ချိန်ရတော့ရွာထဲမှာအော်ဂျီဟစ်ကျဲဆဲဆိုတန်းကိုကြားရတယ်။ကျုပ်လည်းနည်းနည်းတော့ဆက်ဆုတတ်တယ်လေ။ပြီးတော့ကျုပ်ကရွာမှာဒုတိယကာတာသားကောင်တာရည်နာရည်လူငယ်ကောင်းဆောင်ဆိုတော့လေပါတင်ပါရတာမျိုးတွေရှိတတ်တာပေါ့ကျုပ်လမ်းမထွက်ကြည့်တော့ဦးဖိုးပြတို့တားဖသူတို့နွားအုပ်ကြီးနဲ့အတူရွာထဲပြန်ဝင်လာကြရင် အဖေဖြစ်တဲ့သူကတာဖြစ်တဲ့သူကိုဆဲဆိုလာတာရဲ့ကျုပ်လည်းဘာဖြစ်တာလဲဆိုတာသူချင်းစိတ်နဲ့စောင့်နေရင်နှုတ်ကိုအမှတ်မထင်ကြည့်မိတော့လာလာအဖိုးပြတတတလုံနေတဲ့နွားကြီးနှစ်ကောင်နှုတ်ထဲမှာပြန်ပါမလာတော့ဘူးရဲ့ခွေးမသားတွေဒီလောက်လူစောင့်ပြီးနေရတော့ဘယ်ချိန်ဝင်ခိုးသွားလဲမသိဘူးလူရုံမသားတွေဒီတော့ငါလက်နဲ့တက်ပြမယ်အဖိုးပြအော်ဟစ်ဆဲလာတာငဆိုးကတော့နှပေးမှခက်ရွရွလေးပါပဲသူတို့သားဖအကျုံနာကိုရောက်လာတော့အဖိုးပြကကျုံနာမှာခြေစုံရက်ပြီး ဟိတ်အောင်ဖေမင်းကောင်တွေလိုပဲငါကောင်တွေလည်းပါသွားပြီကွာဒီနွားတခိုးတွေကိုငါလက်နဲ့တက်ပြစမ်းမအောင်မကွာစိတ်တော်သားကိုဖြည့်တလို့လို့ရင်းခွန့်တလို့လို့အတိပေးတလို့လို့ပြောပြီးရာနဲ့ကြုတ်တောင်းပြန်ပြောချင်မရလိုက်ဘူးဦးဖိုးပြားကဆက်ပြီးလှန့်ထွက်သွားတော့တယ်ဖိုးပြားစကားကြောင့်ထင်ရဲ့ကျုပ်စိတ်ထဲမှာလဲကျုံနွားနှကောင်အပြင်ဖိုးပြားရဲ့နှချောကြီးတွေကိုမှထပ်ပြီးခိုးယူသွားတဲ့နွားတခိုးတွေကိုကဘာမကြည့်ဘူးရေဒီနေ့တော့တဖက်ရွာကအလှူကိုသွားရမှာမို့ကျုံမမနဲ့မိုးလင်းကလေးကနွားတွေအကြောင်းကိုတွေးနေချင်းမရခဲ့ဘူး ဝယ်စားသည့်ပစိုးသည့်ဖနက်သည့်ကိုစီးပြီးကျုပ်စပင်တွေစီလူဖိလိန်လိုအိမ်ကနေထွက်ပြီးလက်ယုံလိုက်စီရမယ်ကိုရှိတို့အိမ်ဘက်ကိုထွက်ခဲလိုက်တယ်။ကျုပ်ဘာကြောင့်လဲယုံလိုက်ရလဲဆိုတော့ကျုပ်မှလှဲကောက်စရာနှွားမှမရှိတော့တာလက်အင်ကြီးပဲကျန်တာကိုဒါကြောင့်သူများလှဲနေလိုက်ရတာရင်ကျုပ်ကိုရှိတို့နဲ့တစ်ဖက်ရွာအလူကိုရောက်ခဲ့ရတယ်အလူဝက်တိုးပြီးတော့လက်ချက်ချင်းမပြန်ပြစ်ဘူးလေကျုပ်တို့တော့ရွာတလေးဆိုတာကဒီလိုမျိုးတာရင်နိုင်ရရှိမှသာလူလူဆုံတတ်တာဆိုတော့စုံတုံးကြုံကြိုက် နေတကာကမိတ်ဆွေတွေစီမျိုးတွေနဲ့အလာပါတလာပါပြောကြတာအချိန်တွေကုန်မှန်းတောင်မသိဘူး။ကျုံလဲအလူကအေခန္ဓာကိုစတော့ပြီးတော့ဝိုင်းကမထနိုင်သေးပဲစကားစမြည်ပြောနေတာကြောင့်ရွာကိုပြန်ချိန်မှာမွန်းလွဲနေပြီ။နေကကိုရှီတို့အင်ဝိုင်းစီကိုဝင်တော့ကျုံဝိုင်းနဲ့ထိမလိုက်တော့ပဲဝင်သွားမှာပဲခုံဆင်းလိုက်မိတယ်။ပြီးတော့အိမ်ဘက်ကိုတန့်ပြန်လာလိုက်တော့လမ်းမှာလူရှင်းနေတာကိုသတိထားမိလိုက်တယ်။ဒီပုံစံရွာထဲမှာတခုခုတော့ထူနေပြီဆိုတာကြောက်သိလိုက်ရတယ်။ဒါနဲ့မင်းမြန်ဖို့လူကြီးရင်ဆက်လျှောက်လာတော့ လမ်းစုံတစ်ခုကနေနှလုံးပြူတဲ့နယ်ကြီးကိုကိုင်းပြီးဒေါသကြီးထွက်လာတဲ့ဥဖိုးပြားနဲ့ထိတ်တိုက်ဆုံနေဟိတ်အောင်ဖေးကိုကောင်းလေးကိုမိပြီးတဲ့ကွာလာသွားကြရအောင်ဥဖိုးပြားကကျုပ်ကိုတွေ့တော့ခြေလမ်းတွေရက်ပြီးပြောလာတယ်ဘသူလိုလဲဦးလေးပြားရကျုပ်ကနားမလည်နိုင်မဲ့ပြီးတော့ဥဖိုးပြားကသူ့မူအတိုင်းပေါက်ဆက်ဆက်နဲ့ဟာဘယ်ကောင်တွေကမလဲကိုနောက်တစ်ခုကောင်လေးပေါ့ဗျာဒီကောင်တွေကိုမိသွားပြီလားအေးမင်းမသိဘူးလားဟုတ်တယ်ကျုပ်မနဲ့စောကလေးကကုန်းကြီးရွာအလှူကိုသွားလိုက်တာအခုမှပြန်ရောက်တယ်ဘာတွေဖြစ်နေရလဲဆိုတာကျုပ်ပြင်ဘာမှမသိရသေးဘူး အင်းခတ်တာပဲလုတ်ပေါင်းပြဘယ်ကနေဘလို့များမိသွားတာလဲအေးလောလောဆယ်တော့ငါဓာရီရှင်းပြနေဖို့မအားဘူးဒီကောင်တွေကိုတတ်ချင်တာပဲငါသိတယ်ကဲမင်းလိုက်ရှင်းလဲလိုက်ခဲ့မလိုက်ရှင်းလဲနေဦးဖိုးပြကကျုပ်ကိုစိတ်မရှိတော့တဲ့ပုံနဲ့အနာကလှန့်ထွက်သွားပြီကျုပ်လည်းဘဲနေတာမှာတော့ချက်ချင်းပဲဦးဖိုးပြရဲ့အနောက်ကနေအပြေးတစ်ပိုင်းလိုက်ခဲ့မိတော့တာပေါ့ရွာကလူတွေအားလုံးတကြီးအိမ်မှာစုဝေးနေကြတယ်ဒါကြောင့်လဲကျုပ်ပြန်လာတော့ရွာတဲ့လူမတွေ့ရတာရဲ့ငါတကူက၄ယောက်၄ယောက်ကို၂ယောက်စီခွဲပြီး ထိတ်တော့နှစ်ခုမှမျက်နှာရှင်းဆိုင်ထားလို့မျှခတ်ထားတယ်လေ။အဲဒီတဲ့တယောက်ကတော့ပုံစံနည်းနည်းထိုးသည်ဗျ။ညိုရောင်ညစ်ထေးထေးအဝတ်စားကိုအထက်အောင်စင်တူဝတ်ထားပြီးပုံစံကအောက်လန်းစရာလိုလိုပါလိုလိုနဲ့ရေ။ကဲတခိုးရီဒီနေမှာမင်းတို့လှုပ်ရှားနေတာတနေ့လုံးနေ့မအေးရညမအေးရနဲ့သူတို့ဘာပစ္စည်းကိုမှအပူစားအဖြစ်စားသုံးတဲ့ကောင်တွေမင်းတို့ခုတော့မျက်ရည်ပူမိကြပြီပေါ့ကွာ။ဦးဖိုးပြားကဒေါသတကြီးနဲ့အန်ကျိတ်ပြောလို့တနက်နဲ့ချိန်နိုင်ရဲ့ ဒါနဲ့ဥဖိုးပြားကိုတကြီးနဲ့ကျုပ်အပါဝင်အားလုံးကမဖြစ်တင်တာမဖြစ်ဖို့ဝိုင်းပြောကြရတယ်။နောက်တစ်ခုတွေကတော့ရုပ်သွေးကြီးတွေနဲ့ကြောက်ရွံ့ကြီးတွေလိုငုံတူတူကြီးတွေထိုင်နေကြတာရဲ့။တူတူဝိုင်းပြောတော့ဥဖိုးပြားကတနက်ကိုပဲရန်ရုပ်တယ်။ဒါပေမဲ့ဒေါသအရှင်ကတော့မသေးသေးတာမို့အနီးကတယောက်ရဲ့ခေါင်းကိုလက်သေးနဲ့ထိုးချတယ်။တူတူလည်းဆွဲရပြန်တာပေါ့။ဥဖိုးပြားထိုးချလိုက်တာကြောင့်ငုံငူကြီးထိုင်နေတဲ့နောက်တစ်ခုတယောက်လဲကျသွားတယ်။အဲ့ဒီအတိုင်းကြီးပြန်ထမလာဘူး။တကြီးဒီကောင်းနေမယိုးဘူးဘလို့ဖြစ်တာလဲ။ဖမ်းမိတာကတော့ဘလို့လဲဗျ။ တတိထားမိတာကိုကြုတ်လက်တက်မိမိတာပဲဒီတော့မှတကြီးကအေးအောင်ဖေရဒီနွားတခုဘသူဖမ်းပေးတယ်ထင်တဲ့တော့ကြုတ်မသိဘူးလေဘယ်သူကဖမ်းတာတော့ကင်းသမားတွေလားအိုးဘယ်ရတာကွာမောင်းပုံကွာမောင်းပုံမင်းတို့ခေါ်ခေါ်နေကြတဲ့အိစာတရားမောင်းပုံကွာကြုတ်လည်းအလွန်မဲစိတ်ဝင်စားမိသွားရတယ်ကြုတ်လို့တန်တမာမာလူတောင်တလွတ်ကိုင်းပြီးလိုက်တာတောင်လွတ်သွားတဲ့နွားတခုတွေမောင်းပုံနဲ့ကြမှာဘယ်ကဘလို့မိရတယ်မသိဘူးလောလောဆယ်တော့တကြီးကဖမ်းထားတဲ့နွားတခုကိစ္စကိုသဆိုင်ရာကြီးဆက်ပြီးပို့ဖို့စီစဉ်နေတာကြောင့် ကျုပ်သိချင်းစိတ်ကိုမျိုးသိမ့်လိုက်တယ်။ကိစ္စတွေအရင်တော့တီးတဲ့သူကိုပေးမေးရမယ်ပေါ့။မောင်ပုံပြောလာလို့ဒီကောင်တွေကိုတုတ်တန်ကုန်းနားမှာမျက်စိကန်းနေသူတွေလိုစံတော်ဝါသွားနေတာကိုကင်းအဖွဲကသွားပြီးဖမ်းလာတာ။သူတို့နဲ့အတူခိုးယူလာတဲ့နွားလေးကောင်လည်းတက်တည်ပါလာတယ်။ကျုပ်တို့ညနေပဲကြနွားတခိုးတွေကိုကင်းဆောင်ရင်းစကားဆမီပြောနေကြရင်ကာလာတကောင်ကိုအုံးကြီးကဖမ်းမိတဲ့ဖြစ်စဉ်ကိုပြောနေတာရဲ့။ဘလို့ကြီးတွေတော့ဗျ။နားမလဲတဲ့ကာလာသားငယ်တယောက်ကမိတာပါ။ အေးဘလို့လဲဆိုတော့အမောင်ထဲမှာစံတော်ဝါသွားနေတူတွေလိုပဲဖြစ်နေတာဟုတ်ကောင်အညိုပွတ်ထားတဲ့ကောင်ဆိုလေးဘက်ကုံကြီးနဲ့ကွဒါနဲ့ငါတို့လည်းအตาလေးပဲဖန်လာလိုက်ကြတာတယောက်တော့အခုလိုပဲထားလိုက်တာပေါ့မနေ့ကျရင်တော့တဆန်ရာကိုသတင်းပို့ပြီးဒီကောင်တွေကိုမြုတ်ကပ်ကိုပို့ရမယ်အနည်းဆုံးတော့ထောင်တန်း၅နှစ်လောက်ကြာမယ်ထင်တယ်ကိုဦးကြီးကပဲပြောတာကျုပ်ကလည်းမောင်ပုံကဘလို့ရလာတာလဲကိုဦးကြီးကဘလို့လာပြောရမလဲအောင်ဖေရဲ့နွားတခုတွေရွာပြန်တုတ်တက်မှသွားဖန်ကြီးလို့ပဲပြောတာပြီးတော့သူကနွားတွေတင်ပြီးပြန်ချသွားတာပဲ သူ့အတွက်တော့လမ်းစားကပြောက်ရပြီဆက်တိကျနာတွေမောင်ပုံကိုတွားမိလို့ကလည်းရနိုင်မယ်မထင်ဘူးဒီတော့ကြုံမေးစရာရှိတာကကိုတိုင်းကြုံခဲ့ရတဲ့နွားသခိုးတွေပဲရှိတော့တယ်မနေ့ပြန်ကိုကတ်စီပို့မှဆိုတော့ကျုပ်တိလို့တဲ့အကြောင်းကိုမင်းနိုင်ဖို့ဒီညကိုပဲနွားသခိုးတွေတတိရပါစေကျုပ်ဆူတောင်းမိရတာပေါ့ဒီညကိုပဲနွားသခိုးတွေတတိရပါစေလို့ကျုပ်ဆူတောင်းပြီးခဲ့ပါတယ်မနေ့ဝီလီဝီလင်းလောက်မှနွားသခိုးတွေပုံမှန်တတိပြန်ကတ်လာတယ်သူတို့ကိုသူတို့ကြည့်ပြီးလက်လွန်အားအားတင်နေကြတယ်အညွန်အောင်ဝတ်ထားတဲ့သူကိုလည်း ကျန်၃ယောက်ကအထိတ်တလန့်နဲ့ဝိုင်းဝန်းပြီးဆရာပေါင်းဘလို့ဖြစ်တာလဲလုလုပေါင်းဆရာပေါင်းလုပါအောင်တုတ်တုတ်ဘယ်ကနေဘလို့ဖမ်းမိတာဝိုင်းဝန်းပြောကြပြီမဲ့ဆရာပေါင်းဆိုတဲ့လူကခေါင်းကိုခါရမ်းနေငါတို့အမှားတကွက်ထိလိုက်တာနဲ့အကုန်ရေစုံမျောသွားပြီငါဘာမှမတက်နိုင်တော့ဘူးသူတို့အားကိုးတဲ့သူစီကစကားကိုကြားတော့ကျန်တဲ့နွားတခုတွေခေါင်းကိုဆက်ကြပြီးငင်းကုန်ကြပြီကျုပ်လည်းသူတို့အခြေအနေကိုကြည့်ပြီးသိချင်တာကိုမင်းမြန်ဖို့ကကတဲ့ကိုပို့တဲ့လမ်းကြမ်းမှမေးမယ်လို့သာတွေးထားလိုက်ရပါတော့တယ်ဒီလိုနဲ့ နောက်တနေ့မနေ့အစောကတဲ့ကအဖွဲ့တွေရောက်လာတယ်။နောက်တော့စင်မေးစရာရှိရာတွေစင်မေးတက်သေးတွေရှာဖွေတယ်။တူတူနွားတွေလည်းပြန်ရခဲ့ပါတယ်။အားလုံးပြီးတဲ့နောက်မှာတော့နောက်တစ်ခိုးတွေကိုတရက်ကိုလှည့်တစည်းစီတင်းပြီးကာရာသားတွေဝင်ရင်လို့ကက်စီပို့ကြတယ်။ဒီတော့မှအခွင့်ကိုစောင့်နေတဲ့ကျုပ်ကလည်းတူတူလှည့်ပေါ်မှာပါလာတဲ့ကွန်ကြိုက်တိုက်တဲ့နောက်တစ်ခိုးကိုစီယုံပြီးသိချင်မိတဲ့အကြောင်းကိုစုံစမ်းမေးမြန်းမိတော့တာပေါ့။ကျုံနမီကလှကြိုင်းကျုပ်ကထောင်ထဲကိုခိုးမှုနဲ့၃ချိန်လောက်ရောက်ဖူးတယ်။နောက်ဆုံးအချိန်ဝင်တော့တူတူတူရဆုကြရင်ဆရာပေါက်နဲ့ဆောင်ခဲ့တယ်။ ဆရာပေါင်းကပညာအရာနဲ့နေတဲ့သူပြောရရင်တော့သူလည်းတခိုးတယောက်ပါပဲဒါပေမဲ့စောရမော်တမျိုးအောင်ထားတယ်လို့သိရတယ်တည်ထားတဲ့အတိုင်းကိုလည်းတခါတရံမှာထောင်ဝါဒစီကလက်စုပ်ကိုခိုးတာထောင်ပိုင်းကြီးအင်စီကိုဝင်ဖောက်ထွင်းပြတာစတာလေးလိုမျိုးကိုဆရာပေါင်းဘက်ကပညာပြတာတွေကြောင့်ကျွတ်တို့လက်တွေမြင်ကြရတယ်ကျွတ်တို့ဆရာတင်မိကြရတယ်ဒီလိုနဲ့ကျွတ်တို့အားလုံးထောင်ကားလို့ရင်ဆရာပေါင်းနဲ့ပေါင်းစီပြီးအလုပ်လုပ်ဖို့ဖြစ်လာတယ်ကျုပ်ရဲ့ကောင်းကြီးရဲ့မောင်သိန်းရဲ့ကထောင်ကအရင်ဆုံးထွက်ကြရတယ် ကျုပ်တို့မထွက်ခင်မှာဆရာပေါင်းကသူအပြင်မရောက်ခင်နောက်တစ်ချိန်ထောင်ထဲကိုပြန်ပြီးမဝင်လာဖို့မှားလိုက်တယ်။ကျုပ်တို့အပြင်ရောက်ပြီးတစ်နှစ်လောက်ကြာမှတော့ဆရာပေါင်းလည်းထွက်လာခဲ့တယ်။ကျုပ်တို့ပေါင်းစည်းခဲ့ကြရတယ်။ဆရာပေါင်းကကျုပ်တို့အထက်မှာကောင်းဆောင်။ဆရာပေါင်းကအရင်ကနွားခိုးတဲ့လုပ်ကိုလုပ်တယ်လို့ပြောဘူးတယ်။မျိုးမျိုးမြတ်မြတ်ရတဲ့အလုပ်တဲ့။ဒါကြောင့်ခုလက်ဒီလုပ်ကိုပဲဆက်လုပ်မယ်တဲ့။ကျုပ်တို့လည်းဆရာပေါင်းရဲ့ဦးဆောင်လမ်းအတိုင်းကျုပ်တို့အထက်ကကောင်းကြီးရဲ့ဇာတိဖြစ်တဲ့ဒီနေမှာလာကျက်စားကြတော့တာပေါ့။ဆရာပေါင်းကတပွဲတို့စီမံသိပ်ကောင်းတယ် ကျွတ်တို့နွားခိုးမယ်ဆိုရင်ဆရာပေါင်းကတပွဲတို့စိမ့်မတ်နဲ့အရင်ဆုံးမတ်မုတ်စီရင်ပေးတယ်။ပထမဆုံးနွားခိုးတော့ကနွားကြောင်သားကနွားအနားမှာကျွတ်တို့ရက်နေကြတာကိုတောင်မမြင်နိုင်ဘူး။ကျွတ်တို့လွယ်လွယ်ကူကူပဲခိုးယူခဲ့ကြတယ်။ဆရာပေါင်းကလည်းကျွတ်တို့ပို့ပြီးအထင်ကြီးမိတယ်လို့ကျွတ်တို့ကိုယ်တိုင်လည်းယုံကြည်ချက်တွေတူရတာပေါ့။ဒါနဲ့နောက်ပိုင်းတွေမှာတော့ကျွတ်တို့တွေနွားတွေကိုရရတင်းတင်းပဲခိုးကြတယ်။ကျွတ်တို့ကအနေရကိုပူပန်စရာမရှိတော့နွားခိုးရမှလည်းချောပိညွန့်ပိဆိုတဲ့နွားတွေကိုရွေးပြီးခိုးကြတယ်။နွားတခုလှကြိုင်ကပြောတာကြတော့အကောင်နေ၆လာတယ်ထင်ပါရဲ့။ စကားကိုရက်တက်လိုက်တယ်။ကျုပ်လည်းသူ့ကိုအလိုက်တီးတီးပဲရေဘူးကန်ပြလိုက်တော့ရေတောက်တယ်။ကိုညာတရားကျုပ်ကထက်ကန်ပြီးပြလိုက်တယ်။ကိုညာကဝါပြီးတော့လှကြိုင်းကကိုအောင်ဖေခမရနွားကိုခိုးတော့ငါဆိုခမရအိတ်နေတော့အိယာနဘေးမှာကျုပ်တို့ရှိနေတယ်။ခမရအိယာမနိုခင်မြနုမြနုနဲ့ခမရအိမက်ရောက်နေတာဗျ။ကျုပ်တို့တော့နဘေးကနေရဲမိကြတယ်။ဟင်ကျုပ်အာမေလေးတောင်ပြုတ်မိတယ်ဗျာ။လှကြိုင်ကဆက်ပြောတယ်။အစားကခမရမနိုခင်နွားဆွဲပြီးထွက်မလို့ပဲ။ဒါပေမဲ့ခမရအိယာနိုးလာတယ်။ပြီးတော့ မြအိမ်ဘက်ကိုထွက်သွားပြီးမျက်နှာတစ်ပါးတစ်လုံးနေတော့ကျုပ်တို့ထွက်ခဲ့ကြတာဒါဆိုခမရတို့ရှိနေပါရဲ့နဲ့ကျုပ်ကမမြင်ရတာပေါ့ဟုတ်လားဟုတ်ပါဗျာကျုပ်အတော်အံ့ဩသွားတယ်ဘယ်နဲ့ဗျာတပွဲလိုစီမံဆိုတော့အလောက်တောင်ဆွမ်းလာတယ်လားကျုံတပေးမှလူတို့ရောက်ရှိနေတာကိုတော့ကျုပ်ကမမြင်နိုင်ဘူးလေလေဒါနဲ့ကိုအောင်ဖေကျုပ်ကိုဆက်ဆူရတော့မထင်ပါနဲ့ဗျာမြားနုဆိုတာခင်ရမင်းမလားလာကြရမေးလာတော့ကျုပ်ကောင်းကိုရမ်းပြလိုက်တယ်ဘဲကသာဗျာကျုပ်ကလူပြိုကြီးဗျာ ညနူဆိုတာတစ်ဖက်ထိန်ကုန်းကကျုပ်တစ်ဖက်သက်ချစ်နေရတဲ့ကိုနောင်ကင်ပါလေးဗျကျုပ်စကားကြောင့်လှချင်းကထားရည်တယ်။ဩမသိပါဘူးဗျကျုပ်ကခမရဲ့မိမထင်းနေတာကျုပ်ပြုံးလိုက်မိတယ်ကျုပ်စိတ်ထဲလှချင်းပြောတာဖြစ်ပါစေရဲ့လို့တော့ချစ်ပြီးဆူတောင်းမိပါရဲ့ကဲကိုလှချင်းကျုပ်ဆက်မေးပါဦးမယ်ကျုပ်ထတော်တဲ့အထိရောက်တယ်ဗျခမရတို့ကတော့နွားတွေရဲ့အရေးအကြောင်းကိုမှမမြင်ရတော့ဘူးအဲ့ဒါကောခမရရဲ့နဘေးကထမင်းအောက်မှာကျုပ်တို့ရှိနေပါတယ်ဗျာ နွားတွေကိုလည်းဆရာပေါင်းကရေမက်နဲ့ပတ်ထားတာဆိုတော့ခင်ဗျမမြင်နိုင်ခဲ့တာပါ။ကျုပ်ရဲ့နွားတွေကိုမတွေ့ရခြင်းရဲ့အဖြစ်ကိုတော့သိသွားရပြီ။ဒါပေမဲ့မောင်ပုတ်အကြောင်းကိုကျုပ်မသိရသေးဘူး။ဒါနဲ့ခင်ဗျားတို့ကကိုပြောက်နေပြီးတော့အခုဖန်ခံရတာကြတော့ဘလို့ဖြစ်တာလဲ။ကျုပ်တို့လှုပ်ရှားတာသတင်းကြီးလာတော့အခုနောက်ပိုင်းမှာနွားတွေကိုရောင်းချဖို့ကခက်လာတယ်။ဝယ်သူကခိုးနွားလားပါလား။နောက်နွားရှင်တွေကနွားပွဲစည်းတွေအထိဆင့်ရှားကြတော့ကျုပ်တို့တစ်ခေါက်ဆိုတစ်ခေါက်လှုပ်ရတာအဆင်မပြေတော့ဘူး။ဒါကြောင့်နွားတွေကိုအရင်ဆုံးခိုးပြီးစုထားတယ် နောက်မှကျွတ်တို့လျောက်စုခွဲပြီးအခြားမျိုးကနွားပွဲစည်းတွေမှာသွားရောက်နေ။ကိုလည်းကျွတ်တို့ခိုးတဲ့နွားရည်တွက်ကပြစ်လူနေပြီ။တရှင်းလောက်ပဲလူတော့တယ်။အဲ့ဒီနေ့ကကျွတ်တို့ခိုးရမယ့်နွားကိုရှားနေတော့တုတ်တန်နာမှာနွားတအုပ်တွေ့တယ်။နွားအုပ်ထဲမှာကျွတ်တို့လိုချင်တဲ့ခိုင်းနွားတရှင်းလဲပါလိမ့်ရဲ့။ဒါနဲ့ပဲကျွတ်တို့လူရည်လူချေကြီးရင်ဆရာပေါ်တော့ဆရာထဲမှာထိုင်နေတဲ့နှာကျောင်းသားကိုမြင်ရတယ်။စကားစမီတော့ကြည့်တော့နှာကျောင်းသားဘက်ကကြက်ပြေပုံမပေါ်ဘူး။ဒါကြောင့်ကျိုးတို့ကဆရာပေါင်းကိုဒီတစ်ခါတော့တပွဲစီမလို့တော့ဘူး။ နှာချောင်းသားကိုတစ်ခုခုကျွေးပြီးချောမော်ဆွဲသွားမယ်လို့ပြောကြတယ်။သူတို့ဝယ်လာတဲ့မယွေနည်းနည်းကိုနှာချောင်းသားကိုကျွေးတယ်။ပြီးတော့ထပ်စားခြင်းဟိုဘနာကတစ်ပင်မှာချိန်ထားတယ်ဆိုတော့နှာချောင်းသားကဆင်းသွားပြီးတွားဖြုံနေတော့သူတို့လေးယောက်နှွားကိုဆွဲပြီးတုတ်တန်စီကထွက်တာမှာရုတ်တရက်ကြီးပြားပဝန်းကျင်တစ်ခုလို့အမအမောင်တိကျသွားတော့တာပါပဲ။ဆရာပေါင်းကလည်းဘာဖြစ်မှမသိဘူး။သူတို့လည်းအမောင်နဲ့မှလမ်းလေးပြောက်ပြီးဆန်တဝါဝါသွားနေကြတော့မှရွာသားတွေဖမ်းတာကိုခံလိုက်ကြရတော့တာပဲ။ဒါပေမဲ့ရွာသားတွေဖမ်းလာတာကိုသာသိကြတာသူတို့ပဝန်းကျင်ကအမောင်ပိတ်နေတော့မယ်။ မနက်လင်းမှာပဲကျုပ်တို့ကမျိုးလုံးတွေကပြောင်းပြင်ကြရတော့တယ်။လှချိန်စကားကြောင့်ကျုပ်တွင်းနေမိတယ်။မောင်ပုံတယောက်သူ့နွားတွေကိုမလိမ်တပတ်နဲ့ခိုးယူတဲ့နွားတစ်ခုရဲ့လှဲ့ကွက်ကိုသူ့ကိုယ်တိုင်သိရှိပြီးအခုလိုတုံ့ပြန်လိုက်တာလား။ဒါမှမဟုတ်သူ့ကိုစောင့်ရှောက်စောင့်ရှောက်တွေကပဲသူ့လိုလိုတုံ့ပြန်လိုက်တာလား။ကဲလို့သားဆရာပေါင်းနဲ့လှချိန်တို့အားလုံးတပွဲတို့စီမံကိုတုံ့ထားမယ်ဆိုရင်ရောဘာတွေဖြစ်နိုင်တယ်လဲ။အဖေကိုကျုပ်ဆက်သိချင်မိတယ်။ဒါပေမဲ့လည်းအဖြစ်ပြက်ကတော့တည်တင်ပြီးပြီလေ။ဓမ္မနီယာမအရာဖြစ်ပြင်းပြက်ဆိုတဲ့အဟောလိုပဲ။ ဖြစ်ပြင်းပြည့်ရုံထုံးစံဆိုတာရှိရပါပဲ။ခုဖြစ်ပြခဲ့တာတွေမှာကျုံနဲ့အတူနွားခိုးခံရတဲ့သူတိုင်းတော့ပျက်စီးဆုံးရှုံးမှုမရှိသလောက်နေကြရတယ်။ဘာကြောင့်လဲဆိုတော့နွားတကိုးတွေကနွားတွေကိုစူဆောင်းနေစေဖြစ်တာကြောင့်သက်ဆိုင်ရာကတသက်ကဲမှတ်တမ်းတွေယူပြီးတဲ့အတွက်သူတို့စုထားတဲ့စီကနေတွတ်တွနွားတွေကိုပြန်ရခဲ့ကြပြီလေ။ကျုပ်တော်ဝမ်းသာမိပါတယ်။ဘာကြောင့်လဲဆိုဆိုဒါတွေကလည်းမောင်းပုံကျေးဇူးကြောင့်ပဲမဟုတ်လား။ကျုပ်ကတော့လေကတဲ့ကိုသွားနေတဲ့လှည့်ကြီးအပေါ်ကနေထိုင်လိုက်ရင်ရင်ထဲကနေမောင်းပုံကိုကျေးဇူးရှင်ကြီးကျေးဇူးရှင်ကြီးရဲ့လို့သာ အချင်းချင်းခေါ်နေမိတော့တာပေါ့ဗျာဇလန်းလေးကတော့ဒါပါပဲရှင်အဆုံးထိနာဆင်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်